င်္ဂလာပါရှင်အမတ်ဘီရဲ့တနေ့တာညမြင်တဲ့အစီအစဉ်ကနေကြိုဆိုပါရစေ။ကျွန်မကတော့အစီအစဉ်တစ်ဆက်သူမူအိမ်ကျဲပါ။စကိုင်းတိုင်းဒဇယ်မြို့နယ်မြောက်ချမ်းဖလန်ဆိုင်နဲ့ချောင်းဆုံရွာတွေကိုစီးနှင်းဝင်ရောက်ခဲ့တဲ့စို့စုဟာအသက်၁၄နှစ်အရွယ်ကလေးတဦးပါဝင်ပြည်သူ၆ဦးကိုတပ်ဖြတ်က50ဝန်းကျင်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သတင်းမြစ်တွေကပြောပါရစေ။ဒဇယ်မြို့ကနေမလ22ရက်ကထွက်လာတဲ့စို့စုဟာနှစ်မိုင်ခန့်အကွာမှာရှိတဲ့ဖလန်ဆိုင်ရွာအတွင် ပြုလုပ်နေတဲ့ အလူကိုဝင်ရောက်စီးနှင်းပြီးအသက်16နှစ်အရွယ်ကလေးအပါဝင်အမျိုးသား2ဦးနဲ့အမျိုးသမီး2ဦးတို့ကိုတပ်ဖြတ်ထားခဲ့တာပါ။ခလန်ချိုင်ရွာကအသက်16နှစ်အရွယ်ကလေးဟာအကိုဖြစ်သူရဲ့ PDF ဝတ်စုံကိုဝတ်ဆင်ပြီးတနက်ကင်ထားတဲ့ဓာတ်ပုံကိုတွေ့ရှိသွားလို့စိုးစုကသူ့ကိုဓာတ်နဲ့မှုန်ပြီးတပ်ဖြတ်သွားတာဖြစ်တယ်လို့ဒေသခံသတင်းမြစ်တူကပြောပါရယ်။အဲ့ဒီစိုးစုစစ်ကြောင်းဟာဖလန်ချိုင်ရွာနဲ့အနီးချောင်းဆုံရွာကိုစစ်ကြောင်းထပ်မံဝင်ရောက်ပြီးအမျိုးသမီး2ဦးနဲ့ အမျိုးသားတဦးတို့ကိုဆက်လက်တပ်ဖြတ်ထားခဲ့တယ်လို့သတင်းမြစ်တချို့ကပြောပါတယ်။ချောင်းဆောင်ရွာကတပ်ဖြတ်ခံရသူ၃ဦးထဲကမှမျက်စိအာရုံချိုယွင်းသူတဦးပါဝင်ပါတယ်။ဒဇယ်မျိုးပေါ်ကထွက်လာတဲ့အဲ့ဒီစိုးစုစစ်ကြောင်းဟာဖလန်ချိုင်ရွာမှာမလ22ရက်ကနေ24ရက်မနက်ပိုင်းထိနှစ်ည8တက်ဆွဲခဲ့ပြီးဖလန်ချိုင်ရွာကအလှူတစ်ခုမှစုဝေးနေတဲ့ပြည်သူ90ဝန်းကျင်ကိုပါဖမ်းဆီးကဒဇယ်မျိုးပေါ်ကိုပြန်လည်ဆုတ်ခွာသွားခဲ့ပါတယ်။ မလ25ရက်ဒီကနေ့နေ့လယ်မှာတော့ဖမ်းဆီးခံရသူတွေကိုဒဇယ်မျိုးကတဆင့်ကမ့်လူမျိုးအမှတ်633 36တင်ကားတရင်ကိုပို့ဆောင်လိုက်ပြီဖြစ်တယ်လို့ဒေသခံတချို့ကပြောပါတယ်။စိုးစုနဲ့ပြူစောတီပူပေါင်းအဖွဲ့ဟာပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်တာတွေအပြင်နေအိမ်တွေကိုလည်းမီးရှို့ခဲ့လို့ချောင်းဆောင်ရွာကနေအိမ်30ကျော်နဲ့ဖလန်ချန်ရွာကနေအိမ်6လုံးခန့်ကိုမီးလောင်ပျက်စီးသွားတယ်လို့ဆိုပါတယ်။ တစဲနယ်မှာတော်လိုင်းအဖွဲ့တွေကစိုးစုနဲ့ပြူစောတီပူပေါင်းအဖွဲ့စကန်ရင်ကိုအခုရပိုင်းအတွင်းဇက်တိုက်သိမ်းပိုက်တာတွေလည်းရှိခဲ့ပြီးတော့ရငယ်ရွာရွာသိပ်ရွာနဲ့နှဒောင်းကြရွာစိုးစုနဲ့ပြူစောတီအထိုင်စကန်တွေကိုသိမ်းပိုက်ခဲ့ပါတယ်။စကိုင်းတိုင်းမြောင်နယ်နဲ့မကွေးတိုင်းရေစကြိုနယ်ရေလက်ကျွန်းဒေသမှာရှိတဲ့ကျေးရွာတွေကိုတလာနီးပါးကြစိုးစုကမီးရှို့ဖျက်ဆီးခဲ့လို့နေအိမ်တထောင်ဝန်းကျင်မီးလောင်ဖျက်ဆီးခဲ့ပြီးမီးပေးတဲ့ပြည်သူတွေပြန်လည်ထူထောင်ရေးအရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ ေသခံသတင်းမြစ်တွေက MP ကိုပြောပါတယ်။မြောင်နဲ့ရေစကြိုနဲ့ရေလက်ကျုံးဒေသတွေမှာရှိတဲ့ကျေးရွာတွေကို PYL 26ရက်မှစတင်စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တဲ့စုအုပ်စုတွေဟာမလတတရပတ်ကုံကနေတိနေ့စဉ်ရွာပေါင်း10ရွာထပ်မင်းစီးနှင်းဝင်ရောက်မိရှုဖြစ်စီခဲ့တာပါ။လက်ရှိမှာစိုးစုမီရှိုးဖြက်စီးခဲ့တဲ့ကျေးရွာတွေကမိဘသင်းပြည်သူတွေနဲ့တပ်ဖြတ်ခံခဲ့ရတဲ့မိသားစုဝင်တွေကိုစစ်ပေးဆောင်ကူညီထောက်ပံ့ရေးအဖွဲ့တွေကထောက်ပံ့ကူညီပေးနေပါတယ်။ ကွန်ကြီးပင်းနေတဲ့အဖွဲ့အစည်းတွေအနေနဲ့မိဘတဲ့ကြေးရွာတွေကအင်ချိန်900ကျော်ကိုတိုင်ကိုငွေကျပ်၄000လုံးတာအများဆုံးကွန်ကြီးပင်းနိုင်ပြီးပေမဲ့ပြန်လည်ထူထောင်ရေးအတွက်အကူအညီတွေအများအပြားလိုအပ်နေဆဲဖြစ်တယ်လို့စစ်ရှောင်းတွေကိုကွန်ကြီးပင်းနေသူတို့က MFP ကိုပြောပါရယ်။တတလုံးဒေသခံတွေကောက်ယူထားတဲ့ဈေးနေရရေစကြိုရေလက်ကျွန်းဒေသမှာစိုးစုမီးရှို့ဖြက်စီးခဲ့လို့ရေစုံတော်ရွာမှာနေ290၊မြေတော်ရွာမှာ300ကျော်၊ဇေယျနီရွာမှာနေအိမ်65လုံး တောကောင်ရွာမှာ18လုံး၊ရွှေလန်းရွာမှာ2လုံး၊စင်ချေရွာမှာ2လုံး၊မလကချမ်းမှာ2လုံး၊ရွာသိမ်းရွာမှာ2လုံးနဲ့မြောင်းနယ်ပန်းညိုကျေးရွာကနေအိမ်185လုံးမီးလောင်ပျက်စီးဆုံးရှုံးထားခဲ့ပြီးမြေတော်ဘီးဇက်ကုံနဲ့ငတော်ရော်ရွာတွေကနေအိမ်မီးလောင်ပျက်စီးမှုတွေကိုတော့စီးရင်ကောက်ယူနေဆဲဖြစ်ပါတယ်။ဒါအပြင်မြေစွန်းတော်ရွာကဒေသခံ17ဦးနဲ့ တာကောင်ရွာကဒေသခံ6ဦး၊ PD ရဲ့ရဲဘော်2ဦးအပါအဝင်ဒေသခံ20နီးပါးကိုဖမ်းဆီးမြန်မာနှိပ်စက်ပြီးရဲရဲဆက်ဆက်မိရှိုးတပ်ဖြတ်ထားခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။လက်ရှိမှာလဲစိုးစုဟာရေလက်ကျုံးဒေသကစစ်ပေးဆောင်ပြည်သူ53ဦးကိုတစားကန်ဖြစ်ဖမ်းဆီးထားပြီးစေရွာတွေကိုဆက်လက်စီးနှင်လူရည်နေတယ်လို့ဆိုပါတယ်။မလ24ရက်မနေ့ကလည်းတောင်ကုန်းမဲကုန်းမိဖုရားစားတဲ့ကျေးရွာတွေနဲ့အနီးဝန်းကျင်ကကျေးရွာတွေကိုစီးနင်းလူရည်နေဆဲဖြစ်တယ်လို့ ရင်းစကြိုတောင်းရှင် info community ကသတင်းထုတ်ပြန်ထားပါတယ်။မန္တလေးတိုင်းငဇုံမြို့နယ်အတွင်းအေရဝတီမြစ်တောင်ပေါ်ယာယီတဲထိုးနေပြီးစပေးရှောင်နေရတဲ့ဒေသခံတွေဟာအခုရပိုင်းမြည်ရတက်လာလို့အရေးပေါ်ပြောင်းရွှေ့နေထိုင်ကြရပြီးစားနပ်ရိက္ခာအမိုးအကာနဲ့စေဝအကူအညီတွေလိုအပ်နေတယ်လို့ဒေသခံသတင်းမြစ်တွေကပြောပါရယ်။ငဇုံနယ်အနောက်ချမ်း၊ငမကြီး၊မိုးတောင်၊ကုန်းလေ၊ပေါတောချောင်း တဖမ်းသာစားတဲ့ရွာတွေက ထောင်နဲ့ချီတဲ့ဒေသခံပြည်သူတွေဟာပြီးခဲ့တဲ့2024ခုနှစ်စက်တင်ဘာလကစပြီးလက်ရှိကာလအထိစစ်ရှောင်နေရဆဲဖြစ်ပါတယ်။အဲ့ဒီစစ်ရှောင်ပြည်သူတွေဟာနှစ်ဝက်ကျော်အထိမြစ်တောင်ပြင်ပေါ်စစ်ပေးတိမ်းရှောင်နေကြရတာဖြစ်ပြီးညည်ရီတိုးလာချိန်ပြောင်းရွှေ့နေထိုင်ရင်းနဲ့အခြားအကူအညီတွေလိုအပ်နေတာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။လက်ရှိမှာငစုံနယ်တွေကထောင်နဲ့ချီတဲ့စစ်ရှောင်ပြည်သူတွေဟာ ARD မြစ် တဲတောင်တွေပေါ်ယာယီတဲထိုးနေထိုင်ကြရသလိုတောတွေထဲမှာနေထိုင်ကြရတာနဲ့နီးစပ်ရကျေးရွာတွေကိုပြောင်းရွှေ့နေထိုင်ကြသူတွေလည်းရှိတယ်လို့ဒေသခံတွေကဆိုပါတယ်။စပေးရှောင်ပြည်သူတွေထဲမှာတက်ကြီးရွယ်အိုးနဲ့မျက်စိမမြင်သူတွေလည်းပါဝင်ပါတယ်။အလားတူကလေးငယ်တွေအပါအဝင် ထောင်ထဲချီတဲ့စစ်ရှောင်ပြည်သူတွေဟာနေရာထိုင်ခင်းမပြည့်စုံတာစားနပ်ရိက္ခာမလုံလောက်တာစေဝါမပြည့်စုံတာစေဝါပြက်လက်တာတွေကြောင့်ကျမ်းမာရေးချိုးရင်းတာတွေလည်းရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။ စစ်ဘေးတိမ်းရှောင်နေရသူတွေဟာတောက်သုံးရမတန်ရှင်းတာနေရထိုင်ခင်းမလုံလောက်တာရာသီဥတုမမျှတာတာ စေဝါမလုံလောက်တာစတဲ့အခက်ခဲတွေကြောင့်2024ခုနှစ်အောက်တိုဘာလကနေဒီဇင်ဘာလအတွင်းကလေးငယ်တဦးပါဝင်20ဝန်းကျင်တည်ဆုံခဲ့ရတယ်လို့စစ်ရှောင်သူတွေကိုကူညီပေးနေသူတွေကဆိုပါတယ်လေချောင်းနဲ့လက်နက်ကြီးပစ်ခဲ့တိုက်ခိုက်ခံရခြင်းအိမ်ပြင်ပလဟာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်မာကြောတဲ့ကြောက်တုံးတွေနောက်ဝင်ရောက်ပုံကိုပါ ုံခိုစီရမတွေ့ပါကမြေအိမ်မဲကိုရှာပြီးဦးကောင်းကိုလက်နှစ်ဖက်နှုတ်ညီကြီးကိုတရောင်နဲ့ထောက်ကမှောက်ရနေပါဗဇက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ